AI လူသားတွေထပ်ပို့ပြီးတော့မှညံရီမြင့်သွားနိုင်မဲ့အန္တရာယ်ရှိနေလို့အစာတွေကထင်ခဲ့ပါတယ်။အခုတော့ဒါပို့ပြီးတော့တောင်နီးစပ်လာနေပါပြီ။2029ခုနှစ်လောက်မှာ AI ကဘာကြီးကိုဖျက်ဆီးလောက်နိုင်တဲ့အထိအန္တရာယ်ကြီးလာနိုင်ပါတယ်လို့ဂျိုးရော်ဂန်ရဲ့ podcast တစ်ခုမှာအီလွန်ကပြောသွားပါတယ်။လူရီယာဆက်ပစ္စည်းတွေအတွက်ငွေကြေးအမြောက်များရင်းနှီးနေကြပြီးတော့အယ်ဂိုရသမ်တွေကိုပိုပြီးအားကောင်းလာအောင် လောင်စာဖြည့်ပေးနေကြပါတယ် ကျွန်တော် အားလုံးရဲ့အနာဂတ်တွေကို AI တွေလက်ထဲကိုထိုးထည့်လိုက်ကြတာဖြစ်ပြီးတော့တချို့တွေကနောက်ပိုင်းမှာလည်း AI တွေကိုဆက်ပြီးထိန်းချုပ်ထားနိုင်အောင်မှာပဲဆိုတော့ပုံစံမျိုးတွေနဲ့ဟန်ဆောင်နေကြပါတယ်လို့သူကယူဆထားတာပါဆိုတော့ Elon Musk လိုလူမျိုးကနီးပညာရဲ့ prohit တယောက်လို့တောင်ပြောလို့ရနေတာဖြစ်ပါတယ်ဒီလိုလူမျိုးရဲ့အမြင်မှာ AI တွေကလူသားမျိုးနွယ်တစ်ခုလုံးကိုစိုးမိုးထားနိုင်ပြီးတော့ ကြီးမားပြီးထိန်းချုပ်မရနိုင်တဲ့ညံရီမျိုးကိုပိုင်ဆိုင်လာတော့မယ်လို့မြင်နေတာလေကျွန်တော်အနေနဲ့သတိထားတဲ့အချက်တစ်ခုပါပဲနောက် AI တွေကလူသားတွေအတွက်အန္တရာယ်ဖြစ်စေနိုင်တဲ့ဤပညာတစ်ခုဆိုရင်သူတို့တွေကိုပို့ပြီးအားကောင်းလာအောင်ဘာကြောင့်များကဘာတဝမ်းလုံးမှာအပြိုင်ဆိုင်စ조사နေကြတာပါလေသူတို့ထိန်းချုပ်နိုင်ဖို့အတွက်ရောအီလွန်အနေနဲ့ဘယ်လိုတွေစဉ်းစားထားလဲ ဒီနည်းပညာတွေအခုထပ်ပိုအစွမ်းထက်လာဖို့အတွက်လူသားတွေကမဖြစ်မနေဆက်ပြီးတော့မှလှုပ်ဆောင်သွားဖို့လိုအပ်လို့လားစတာတွေအပြင် AI နဲ့ပတ်သက်လို့ကျွန်တော်တို့တွေမသိသေးတဲ့တခြားသောစိတ်ဝင်စားစရာအကြောင်းအရာတွေကိုပါဒီ podcast မှာဆွေးနွေးထားကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးမဖြစ်မနေသိထားတဲ့အချက်တွေပါဝင်နေတဲ့ Elon Musk နဲ့ Joe Rogan တို့ရဲ့ podcast ပေါ်မှာအခြေခံပြီးတော့မိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။ မိတ်ဆွေများအလုံးမဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဂျိုးရော်ဂန်ကတော့ဤပညာတွေတိုးတက်လာဖို့အတွက်ဆိုတာဟာလူတွေအနေနဲ့ရွေးချယ်ခွင့်မရှိဘဲနဲ့မဖြစ်မနေဆက်လုပ်သွားရမယ့်အရာတစ်ခုလားဆိုပြီးတော့မေးခွန်းထုတ်လာပါတယ်ဒီပေါ်မှာအီလွန်ပြန်ဖြေသွားတာကတော့ AI ကိုတကယ်တော်တဲ့အဆင့်ထိရောက်လာအောင်တည်ထွင်ဖို့ဆိုတာ engineer ဘိုင်းဆိုင်ရာအခက်အခဲတွေအများကြီးရှိပါသေးတယ်အဲ့ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်ပြီဆိုတာနဲ့ လူတွေကအရန်တော်တဲ့ AI တွေကိုတီထွင်နိုင်တော့မယ်။အဲ့လို AI တွေပေါ်လာပြီဆိုရင်တော့အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ပြီလို့ပြောလို့ရပါမယ်လို့ဆိုပါတယ်။ဒါမဲ့ဒီနေရာမှာအောင်မြင်မှုဆိုတာကကောင်းတဲ့အောင်မြင်မှုလားမကောင်းတဲ့အောင်မြင်မှုလားဆိုတာကိုတော့တေချာပြောမသွားပါဘူး။နောက်သူကဆက်ပြီးတော့အခု AI နီးပညာတွေတိုးတက်လာနေတာက AI တွေဖန်တီးပေးလို့မဟုတ်ပါဘူး။ လူသားတွေရဲ့အုံနှောင်းနဲ့စူးစမ်းအားထုတ်မှုတွေကြောင်းမှာဒါကြောင့်အနာဂတ်မှာ AI တွေကအရန်တော်လာခဲ့ရင် လူသားတွေကိုကျေးဇူးတင်သင့်ပါတယ်လို့ပြောသွားပါတယ်။ဒီဖြေတွေပေါ်မှာအခြေခံပြီးတော့ဂျိုးရော်ဂန်က Elon Musk အနေနဲ့ AI နည်းပညာအကြောင်းကိုအရင်အထက်ပို့ပြီးတော့မှသိလာတဲ့အခါမှာ AI နဲ့ပတ်သက်ပြီးတော့အရင်အမြင်ခဲ့တဲ့အမြင်တွေပြောင်းလဲသွားပြီလားဆိုပြီးတော့မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။ Elon ကတော့ AI ဟာလူသားတွေထက်ပိုတော်လာမယ် ပိုပြီးစဉ်းစားတွေးခေါ်နိုင်လာမယ်ပိုပြီးကြွမ်းကျင်လာလိမ့်မယ်လို့လည်းအချိန်ချင်းတည်ပေးခဲ့ပေမဲ့လူသားတွေကအဲ့ဒီအန်နီယယ်ကိုတည်မထားမိပဲပျော့ပျော့ရွှင်ရွှင်နဲ့ပဲပျက်စီးခြင်းစီကိုတွားနေကြတယ်လို့ဖြေပါတယ်သူကဆက်ပြီးတော့ open ai ကိုတည်ထောင်ခဲ့တဲ့ idea ကသူ့ရဲ့ idea ဖြစ်ကြောင်း open source artificial intelligence ဖြစ်လို့အဲ့ဒီနာမည်ကိုပေးခဲ့တာဖြစ်ကြောင်းနဲ့အခုတော့ close source ဖြစ်သွားပြီးတော့အမြတ်အစွန်းရဖို့ဟိုတာဥတီနေပြီလို့လည်းဝေဖန်သွားပါတယ် ဒါပြင် Google ကဆိုရင်လေ AI လုံခြုံရေးကိုလုံလောက်တဲ့ပမာဏထိအာရုံမစိုက်ခဲ့ဘူးလို့ဆိုရင်လည်းအတွက် Google Open AI တို့နဲ့စန့်ကျင်ဘက် AI တခုကိုသူကိုယ်တိုင်စတင်ကျင်ခဲ့ပါတယ်လို့ဆိုပါတယ်။ဒါကြောင့်မဲ Grok AI ကိုစတင်ခဲ့ပါတယ်။ Grok AI ဟာအ ਨੇ ဆုံးတော့အမှန်တရားကိုအတတ်နိုင်ဆုံးရှာဖွေပေးတဲ့ AI ဖြစ်ဖို့ရည်ရွယ်ထားပြီးတော့အဲ့ဒီအမှန်တရားဟာလူကြိုက်မများတဲ့အရာဒါမှမဟုတ်နိုင်ငံရေးအရာမှားတယ်လို့သတ်မှတ်ခံရတဲ့အရာဖြစ်နေပါစေ။ဂယုမဆိုင်ဘူးလို့လည်းဆိုပါတယ်။ Open AI နဲ့ Google Gemini တို့ရဲ့ယူကြောင်ကြောင်လိုရတဲ့ချို့မြင်ဘူးကြမှာပါလို့လည်းဆိုပါတယ်။ဒါကိုဥပမာပေးတဲ့အနေနဲ့အမေရိကကိုတီထောင်သူတွေရဲ့ပုံကိုဖန်တီးခိုင်းလိုက်ရင်အမျိုးသမီးပုံတွေထွက်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ AI program တွေရေးဆွဲတဲ့အခါမှာမတူကွဲပြားမှုကိုဒါအဓိကထားတဲ့ program တွေရေးဆွဲမယ်ဆိုရင်အန်ရဲ့ကြီးမားတဲ့အနေအထားကိုရောက်ရှိသွားနိုင်ပါတယ်လို့ဆိုပါတယ်။သူဆိုလိုချင်တာကတော့မတူကွဲပြားမှုဆိုတာကောင်းတဲ့အရာဖြစ်ပေမဲ့ AI program တစ်ခုကိုရေးဆွဲတဲ့အခါမှာမတူကွဲပြားမှုတစ်ခုတည်းကိုပဲအဓိကထားရေးဆွဲလိုက်မယ်ဆိုရင် မလိုလားတဲ့ AI တွေရှေ့လာနိုင်ပါတယ်။ဥပမာအလုတ်ခန့်ပေးတဲ့ AI စနစ်တစ်ခုကိုစဉ်းစားကြည့်မယ်ဆိုရင် AI ဟာအရေးချင်းအရှိဆုံးလူကိုမရွေးချယ်ဘဲနဲ့မတူကွဲပြားမှုစီမင်းစည်းကမ်းနဲ့ကိုက်ညီတဲ့လူတွေကိုပဲရွေးချယ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ပြီးတော့ AI တွေကအခုဆိုရင်အရမ်းမြန်မြန်တိုးတက်လာနေတဲ့အတွက် AI program တွေကိုမှန်မှန်ကန်ကန်တမာတမတ်ကြကြရေးဆွဲမထားခဲ့ဘူးဆိုရင် ထိန်းချုပ်နိုင်မှုခက်ခဲလာမှာဖြစ်ပြီးတော့2029အရောက်မှာတော့ AI ဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုအန်ရယ်ပေးလာနိုင်တယ်လို့ Elon ကယုံကြည်နေတာလည်းဖြစ်ပါတယ်။ AI ကိုအကောင်းဆုံးအသုံးချနိုင်မယ်ဆိုရင်ဤပညာပိုင်းမှာအထောက်အကူအများကြီးရလာနိုင်ပေမဲ့ AI ကိုဖန်တီးတဲ့လူတွေရဲ့ရည်ရွယ်ချက်အမှားတွေရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့လူသားတွေအတွက်စိုးကျိုးတွေရှိလာနိုင်ပါတယ်။တေးကြရာတစ်ခုကတော့ AI တွေကကျွန်တော်တို့မုန်းနေမှာမဟုတ်တလို့ချစ်နေမှာလည်းမဟုတ်ပါဘူး။ သူတို့ဖန်တီးခဲ့တဲ့ algorithm တွေပေါ်မှာမူတည်ပြီးတော့ပဲ AI တစ်ခုနဲ့တစ်ခု क्वे ပြသွားကြမှာဖြစ်ပါတယ်။အီလွန်ကတော့ Terminator စကားနဲ့ခိုင်းနှိုင်းပြီးတော့2029ခုနှစ်လောက်မှာစက်တွေဟာလူသားတွေရဲ့စကားကိုနားမထောင်တော့ဘဲနဲ့ကဘာကြီးကိုဖျက်ဆီးလာနိုင်လောက်တဲ့အထိအန္တရာယ်ရှိလာနိုင်ကြောင်းကိုထပ်လောင်းပြီးတော့ပြောသွားပါတယ်။ဒါမဲ့သူ့အနေနဲ့ဘာလို့ AI ကိုဖန်တီးနေတာလဲဆိုတော့မေးခွန်းပေါ်မှာတော့ तू อ่ะလူတိုင်းထက်ဦးအောင်လှုပ်ချင်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့အ ਨੇ စုံတော့အတိတ်ပဲမရှိတဲ့အတွေးအခေါ်တွေမပါဝင်တဲ့ AI စနစ်တစ်ခုကိုရရှိလာစေချင်လို့ဖြစ်တယ်ဆိုပြီးတော့ရှင်းပြပါတယ်။နောက် silicon consciousness လို့တင်စားပြီးပြောကြတဲ့ AI တွေကလူတွေရဲ့အသိဉာဏ်မျိုးရလာနိုင်ဖို့အတွက်ဘလောက်ဝေးနေသေးလဲလို့မေးတဲ့အခါမှာတော့ तू อ่ะနောက်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းမှာပဲလူသားထက်ပိုတော်တဲ့ AI တွေကိုမြင်လာရလိမ့်မယ်လို့ယူဆထားကြောင်းလည်းပြောပါတယ်။ အဲ့ဒီအဆင့်ထက်ပိုပြီးမြင့်လာခဲ့ရင်တော့လူတွေအားလုံးရဲ့ဉာဏ်ရည်စုစုပေါင်းထက်ကိုပိုမြင့်နေဉာဏ်ရည်မျိုးတွေရှိလာဖို့ဖြစ်နေပြီးတော့ဒါလည်း2029ဒါမှမဟုတ်2030လောက်မှာဖြစ်လာနိုင်တယ်လို့ခန့်မှန်းသွားပါတယ်။နောက် DAI တွေကိုမှန်ကန်စွာနဲ့အသုံးချနိုင်မယ်ဆိုရင်ကဘာကြီးပုံနွေးလာမှုပြဿနာတွေတခြားသောနည်းပညာဆိုင်ရာပြဿနာတွေကိုဖြေရှင်းလာနိုင်မလားလို့မေးတဲ့အခါမှာတော့ तू ကဒီအကျိုးကျေးဇူးတွေကိုရလာနိုင်တယ်လို့ဆိုပါတယ်။ ကောင်းမွန်တဲ့ရာလတ်တွေဖြစ်လာဖို့80ရာခိုင်နှုန်းလောက်ဖြစ်နိုင်ခြင်းရှိတယ်လို့ခန့်မှန်းပါတယ်။ဒါမှမဟုတ်ကန်ဂျမာရဲ့အဆုံးဖြတ်ကိုတော့ဘသူမှကြိုမသိနိုင်တဲ့အတွက်မသေးချာမရေရာမှုနည်းနည်းလေးလောက်ကိုတော့မှလစ်လျူရှုထားလို့မရဘူးလို့လည်းသတိပေးသွားပါတယ်။ AI ကိုအစိုးရတွေဘက်ကအတုံးချလာနိုင်မလားဆိုတဲ့မေးခွန်းတော့စိုးရင်စရာတစ်ခုကအာနာရှင်ဆန်ပြီးဖိနှိပ်ချုပ်ချယ်တဲ့ AI မျိုးတွေထွက်ပေါ်လာခဲ့ရင်အတော်လေးစိုးရတဲ့ရာလတ်တွေရလာနိုင်ခြင်းရှိတယ်လို့ထောက်ပြပါတယ်။ ဒါမဲ့ AI နေရာဆေးဘက်ဆိုင်ရာကိစ္စရပ်တွေမှာတော့အထောက်အကူအများကြီးပေးလာနိုင်မှုရှိနေတယ်လို့သူကယုံကြည်ထားပါတယ်။လက်ရှိမှာတော့ X-ray နဲ့ MRI ပုံတွေကို Crop AI ကိုပြပေးလိုက်ရုံနဲ့ယောဂရှာဖွေပေးနိုင်တဲ့အဆင့်ထိဖြစ်နေပြီးတော့အဲ့ဒီယောဂရှာဖွေမှုစနစ်ကလည်းဆရာဝန်တွေပြောတာထက်ကိုပိုကောင်းတဲ့အခြေအနေတောင်ရှိနေတယ်လို့ဆိုပါတယ်။ဖြစ်နိုင်ခြေအများဆုံးကတော့ကောင်းမွန်တဲ့ရလက်ရလာဖို့ရှိပေမဲ့တရားရဂန်တော့အထိအသေးချာမပြောနိုင်သေးတဲ့အတွက် AI program တွေကိုရေးဆွဲတဲ့အခါမှာတတိထားကြဖို့လိုအပ်ကြောင်းနဲ့လူသားဆန်မှုမရှိတဲ့လူသားမျိုးနွယ်ကိုဖျက်ဆီးလိုတဲ့ AI မျိုးတွေဖြစ်မလာအောင်လို့အထူးဂရုစိုက်ကြဖို့လည်းလိုအပ်ကြောင်းကိုလည်းပြောသွားပါသေးတယ်။တစ်ပင်တစ်ပင်ကိုခိုင်းဖြတ်သလိုပါပဲခိုင်းဖြတ်တာကောင်းရင်ကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်ဖြစ်လာနိုင်တယ်လို့မကောင်းရင်လည်းတေးသေးလေးနဲ့ပဲကြံခဲ့နိုင်တယ်ဆိုပြီးတော့လည်းဥပမာပေးပြီးရှင်းပြသွားပါသေးတယ်။ ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောဒီ podcast အပေါ်မှာဘလို့အမြင်မျိုးများရှိပါသလဲမိတ်ဆွေတို့တူးတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ဗီဒီယိုလေးတွေတင်ပေးသွားပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်